အမွဲမင်္ဂလာပါခင်ဗျာရေလင်းရဘလောကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအနေနဲ့ကိုယ့်ကို Facebook အသုံးရတာပေါ့နော်အရန်ကိုဆက်ဟန်းတလို့မျိုး14နေတလို့မျိုးဖြစ်နေရဆိုရင်ကိုယ့်ရဲ့ဒီ Facebook software နဲ့ပတ်သက်ပြီး session လို့ရမယ်နီလန်လေးနီလန်3ခုကိုအစားဆုံးရှင်းပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော် Facebook ဆိုတာနေတိုင်းနှီးပါလူတိုင်းအသုံးများရဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်ဒီ Facebook အသုံးရင်းနဲ့ဒီဖုန်းရဲ့ဒီ memory storage နေရာတွေမှာယူထားတာရဲ့အများကြီးဖြစ်နေတဲ့အခါမျိုးမှာကိုယ့်ရဲ့ဖုန်းကပုံမှန်နဲ့ပို့ပြီး14နေရာဆက်ဟန်းနေရာဖြစ်တတ်တယ်ပေါ့နော်ဒီလိုပြဿနာမျိုးကိုဖြေရှင်းလို့ရမယ်နီလန် ်3ခုကိုအခုဗီဒီယိုလေးမှာအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးနီလန်တစ်ခုကတော့ကျွန်တော်တို့ကိုယ်အသုံးပြုနေရကိုယ့်ရဲ့ Facebook ဆော်ဝဲတွေကိုတစ်ချက်ဝင်လိုက်ပါတော့အဲဝင်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီညာဘက်ဆုံးအပေါ်ဆုံးမှာရှိရဒီ profile နဲ့ menu button လေးရှိတယ်ပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျာကျွန်တော်မျှားလေးထုတ်ပြပေးထားပါတယ်အဲ့ညာလေးတို့ချက်နေပြီဆိုရင်တော့အောက်ကိုနည်းနည်းဆွဲလိုက်ပါအောက်ကိုနည်းနည်းဆွဲလိုက်ရင်ကျွန်တော်တို့ဒီနေရာမှာ setting and privacy ဆိုတာလေးကိုထပ်ပြီးတွေ့ရပါလိမ့်မယ်ဗျာအဲ့ setting and privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော် အဲပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာအပေါ်ဆုံးမှာ setting ဆိုပြီးတော့ကိုယ့်ရဲ့ profile icon လေးနဲ့ရှိပါရယ်ခင်ဗျာအဲ profile icon လေးနဲ့ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒါလေးကိုတစ်ချက်နှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်ဆုံးမှာရှိတဲ့ account center ဆိုတဲ့နေရာလေးကိုနှိပ်ရမှာဖြစ်ပါတယ် account center ဆိုတဲ့နေရာမှာကိုကြိုက်တဲ့နေရာကိုနှိပ်လို့ရပါတယ်တချို့ကြလည်းစီမိုးရင် account center ကိုနှိပ်တယ်ပေါ့နော်ဒါမှမဟုတ်ဘူးဒီနေရာလွတ်တဲ့နေရာကြိုက်တဲ့နေရာမြည်တဲ့နေရာမှာဆိုနှိပ်လို့ရပါတယ်အခုအနီး၄တောင်ပေါင်ခတ်ပြထားတဲ့အတွင်းဖြစ်ရင်ရပြီပေါ့နော်ကြိုက်တဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါဗျာ ။တခြားနိုင်ပြည်ပြည်ဆိုရင်တော့ကျွန်တော်ဒီလိုမျိုးတွေ့ရပါလိမ့်မယ်။ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်ဒီအောက်နားကိုနည်းနည်းဆွဲလိုက်ရင် UI information and permission ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဗျ။အဲ့ဒီ UI information and permission ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ။ ဒါလေးကိုတစ်ချက်နှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီနေရာမှာဒီ share history ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီဟာလေးကတော့ကျွန်တော်တို့ဘာအတွက်သုံးဝင်တာလဲဆိုရင်ကို Facebook မှာကျွန်တော်တို့ဒီ share drop ကနေ share ထားတဲ့ဟာမျိုးတွေ new feed မှာ share ပြီးကြည့်ထားတဲ့ဟာမျိုးတွေအဲအဲ့လိုဟာမျိုးတွေအတွက်ဒီ Facebook software ကနေပြီးတော့ကိုယ့်ရဲ့ memory တွေကယူပြီးတော့ဒီမှတ်ညံတစ်ခုအနေနဲ့ကို share ထားသမျှအရာတွေအကုန်လုံးကိုသူကတင်ဆက်ပေးထားတာပေါ့နော်အဲ့ဒီအတွက်ကိုယ့်ရဲ့ Facebook software ကပုံမှန်ထက်ကို share လိုက်အများကြီးများသလို share ကြည့်ထားလိုက်အများကြီးများသလိုကိုယ့်ရဲ့ Facebook software ကပုံမှန်ထက်ပို့ပြီးတော့လေး ၄နေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီဟာလေးကိုရှင်းပြရမှာဖြစ်ပါတယ်ရှာရဲ့ဆူဆိုတာလေးတစ်ချက်နှိပ်လိုက်နှိပ်ပြီးပြီဆိုရင်ဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်ဒီအောက်ဆုံးမှာရှိရဲ့ clear all shot ဆိုတဲ့ဒီအပြာရောင်ဘတ်တန်ခလုတ်ကလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ဗျဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါ ဒါလေးကိုနှိပ်လိုက်ရင် तू ကဥပမာအဖြစ်ကိုအသုံးပြထားတဲ့နိုင်ပိုင်းအတွင်းဟာလေးတွေကိုဖြတ်မလား yesterday ဒီမနေ့ကအထိအသုံးပြထားတာတွေဖြတ်မလားဒါမှမဟုတ်ဒီ Facebook စာသုံးကြရနေအခုချိန်ကြီးသုံးခဲ့တဲ့ဟာတွေကိုဖြတ်မလားလို့မေးပါတယ်ကျွန်တော်တို့ကဒီ all time ကိုပဲရွေးလိုက်မယ်ပေါ့နော် all time ကိုရွေးလိုက်ပါ all time ရွေးပြီးရင်ဒီအောက်ဆုံးမှာရှိတဲ့ clear all shot ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဗျဒီအပြောင်း clock လေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့အကုန်လုံးရှင်းသွားမှာဖြစ်ပါတယ်ခင်ဗျ အဲဒါဆိုပြီးပါပြီနော် clear shell ဆိုပြီးတော့ဒီလိုမျိုးရှင်းသားကြီးပဲဖြစ်ပါလေဗျာဒါကတော့ပထမဦးဆုံးနီလန်းမှာအဲဒုတိယနီလန်းကိုကျွန်တော်ထပ်ပြီးပြပေးပါမယ်ဗျာဒုတိယနီလန်းကတော့ကျွန်တော်တို့ပုံမှန်အတိုင်းပဲ favor ဆော်ရတဲ့ဝင်ဒီတိုင်းတွေ့ရမှာပေါ့နော်အဲဒီနေရာကိုရောက်ပြီဆိုရင်ကျွန်တော်ခုနအတိုင်းပဲဒီအတန်းလေးတုံးတဲ့ profile နေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်လိုက်ပေါ့နော်ဒါဒုတိယနီလန်းဖြစ်ပါတယ်ဒီနေရာလေးနဲ့ပြီးဆိုရင်အောက်ကိုနည်းနည်းဆွဲလိုက်ပါဗျာအောက်ကိုနည်းနည်းဆွဲလိုက်ရင်ကျွန်တော်ဒီနေရာမှာ setting privacy ဆိုတာလေးကိုထပ်ပြီးတွေ့ရလိမ့်မယ်ပေါ့နော်ခုနကအတိုင်းပဲအဲခုနကနဲ့မတူတဲ့အပိုင်းလေးလာမယ်ပေါ့နော်အဲ setting privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ နေပြီးပြီဆိုရင်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာရှိတဲ့ဒီ profile icon လေးနဲ့ setting ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါလေဗျာဒီနေရာလေးကိုထပ်နှိပ်လိုက်ပါတော့အဲဒါဒုတိယနီလန်းမှာခင်ဗျာခုနကတော့နီလန်းကကြတော့ကျွန်တော်ဒီအပေါ်ဆုံးမှာရှိတဲ့အောက်စင်တာကိုနှိပ်တာပါတော့အခုဒုတိယနီလန်းကကြတော့ကျွန်တော်ဒီအောက်ကိုနည်းနည်းဆွဲလိုက်ရင်ဒီ your time on facebook ရဲ့အောက်နားမှာဒီ browser ဆိုတာလေးရှိရပါတော့အဲ browser ဆိုတာလေးကိုတစ်ချက်ဝင်ပြရမှာဖြစ်ပါလေဗျာအဲ browser အလေးကိုတစ်ချက်ဝင်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာအဓိကကတော့ရှင်းလို့ရတဲ့နေရာနှစ်ခုရှိရပါတော့ဒါ ကျွန်တော်တို့ဘာအအတွက်အသုံးပြုရလဲဆိုရင်ဥပမာအဖြစ်ကျွန်တော်တို့ရဲ့ Facebook အသုံးပြုတဲ့အခါမျိုးမှာကျွန်တော်တို့ဒီ browser ဆိုတာဒီ computer ရဲ့ browser ထဲမှာသွားပြီးဝင်ထားတာလို့ phone browser ထဲမှာဝင်ထားလို့အဲ့လိုဟာမျိုးကြီးလည်းရှင်းလို့ရတယ်လို့နောက်တစ်ခုကကျွန်တော်တို့အဲကျွန်တော်တို့ဒီ Facebook အသုံးတဲ့အခါမှာကိုယ်စိတ်ဝင်ထားတဲ့အရာတွေကို Facebook ကနေပြီးတော့ဒီ cookie တစ်ခုအနေနဲ့မှတ်ပေးထားရရှိရပေါ့နော်ဥပမာအဖြစ်ပြောရရင်ဥပမာအဖြစ်ကိုယ်ကငကြက်တစ်ခုလိုချင်တယ်ဆိုရင်ငကြက်နဲ့ပတ်သက်တဲ့ဟာမျိုးကြီးအာ Facebook မိတ်ဆွေတို့ရဲ့ဒီ Facebook news feed မှာအများကြီးတက်လာတာမျိုးကြီးတွေ့ကောင်းတွေ့ဘူးပါလိမ့်မယ်ဗျာ အဲ့လိုမျိုးပေါ့နော်အဲ့လိုဟာမျိုးတွေဒါကုတ်ကီးလို့ခေါ်ပါဘောနော်အဲ့လိုမှတ်ပေးထားတဲ့ဟာအကုန်လုံးကိုဟိုဖြတ်ပြစ်မှန်ရဖြစ်ပါတယ်ဗျာဖြတ်ပြစ်မှန်ဆိုရင်တော့အဓိကကတော့ဒီအပေါ်ဆုံးမှရှိရဲကုတ်ကီးရင်ကိဆိုဘေးရဒီ clear ဆိုခလုတ်ကလေးတစ်ချက်နှိပ်လိုက်ပါတော့အဲဒီလိုနှိပ်ပြီးပြီဆိုရင်ဒီနေရာမှာ cancel နဲ့ clear ပေါ်လာပြီဆိုရင်ကျွန်တော်ဒီ clear ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါဗျာ ဒါလေးတို့ချက်နေပြင်ရပါပြီအဲပြီးပြီဆိုရင်တော့ဒီအောက်မှာရှိတဲ့ဒီ limb history ဆိုတာလေးရှိသေးရပါတော့အဲ့ဒါလေးတို့ချက်ထပ်ပြီးနေပြပါဗျနေပြီးပြီဆိုရင်ဒီနေရာမှာ don't know clear နဲ့ clear ဆိုပြီးပေါ်လာရင်ဒီအပေါ် clear ဆိုတဲ့အပြောင်း cloud ကလေးကိုတစ်ချက်ထပ်ပြီးတော့နေပြရမှာဖြစ်ပါတယ်ဗျဒါလေးတို့တစ်ချက်ထပ်ပြီးနေပြလိုက်ပါအဲဒါဆိုရင်တော့ပြီးသွားပြီပဲဖြစ်ပါတယ်ဗျဒါကတော့ဒူရီယာနီလန်ပါတော့ပထမနီလန်နဲ့ဒူရီယာနီလန်ပြီးသွားပြီဆိုရင်တတိယနီလန်ကတော့ဒီ Facebook ထဲမှာ favor software ကနေမှတ်ထားတဲ့ဒီ clear gate data တွေကိုရှင်းပြမှာဖြစ်ပါတယ်ဗျအဲအဲ့ဟာတော့ဒါ software တိုင်းကိုရှင်းလို့ရရယ်ပေါ့နော်ဖုန်းဒီ favor software မှာမဟုတ်ဘူးကိုကအခြားဥပမာကြည့် YouTube ကြည့်များရယ်ဆိုရင်လည်း YouTube software တွေကိုဒီဒီနည်းတိုင်းလေးရှင်းလို့ရတယ်ဒါမှမဟုတ်ကိုက gain အစော်များရယ်ဆိုရင်လည်းကိုအစော်များတဲ့ gain ကိုအဲကျွန်တော်ကူပြရတဲ့နည်းတိုင်းလေးတွားပြီးတော့ရှင်းလို့ရပါတယ်ဗျအဓိကကတော့ဒါ software ကိုရှင်းတာပေါ့နော်ခုနကတော့ဒါ Facebook နဲ့သက်ဆိုင်တဲ့အပိုင်းကိုသာရှင်းတာပေါ့နော်အဲကျွန်တော်ကအခု Facebook ကိုရှင်းပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ Facebook software လေးကိုကြာကြာလေးဖိထားလိုက်ပါမယ်ဗျဟို setting တွေကနေတွားလုပ်နေရရယ်ပေါ့ ဲ့ဒါပေမဲ့အရေးရှိပြီးအကျော်ရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ Facebook Story လေးကိုပဲဖိထားလိုက်မယ်ပြီးပြီဆိုရင်ဒီ information လေး icon လေးပေါ်လိမ့်မယ်ပေါ့နော်ကျွန်တော်ရဲ့ဖုန်းမှာကတော့ဒီ information icon လေးပေါ်တယ်မိတ်ဆွေတို့ရဲ့ဖုန်းတွေမှာကတော့ဟိုဒီ app history လို့ပါလို့လည်းပေါ်ကောင်းပေါ်နိုင်တယ်ပေါ့နော်ဖုန်းတစ်လုံးနဲ့တစ်လုံးတော့မတူဘူးအဓိကကတော့ app permission လို့ပါလို့ပေါ်ရင်လည်းအဲ့ဒီသဘောတရားပဲပေါ့နော်အဓိကကတော့ဒီ app setting တွေကိုရအောင်သွားအောင်ပါပေါ့နော်ကျွန်တော်ကဒီမှာ information icon i ပုံစံလေးပေါ်တယ်ဗောနော်အဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျာဒါမှမဟုတ်ဘူးဆိုကျွန်တော်ဒီတိုင်း software ကိုကြာကြာဖိထားလို့မှမပေါ်ဘူးဆိုရင်လည်းဖုန်းရဲ့ setting တွေကိုသွားပြီးတော့ဒီ app management ဆိုတဲ့နေရာလေးကနေပြီးတော့ကိုဒီရှင်းကျင်တဲ့ software ကိုတစ်ချက်နှိပ်လိုက်ရင်ရပါတယ်ဗျာကျွန်တော်ကတော့ဒီ facebook software ကိုဟိုအခု sample နဲ့ရှင်းပြမယ်ဗောနော်အဲဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာဒီ ဒီနေရာမှာအဓိကအဖြစ်တော်တော်များများမှားတတ်ကြတာလေးရှိတယ်ပေါ့နော်အဲကျွန်တော်တို့ရှင်းရမှာ clear case ကိုပဲရှင်းရမှာပါ clear data လုံးလို့မရပါဘူးဗျ clear ကျွန်တော်တို့ဒီနေရာမှာ အဲဒီကျွန်တော်ဖုံးမှာဆိုရင် clear gain နဲ့ clear data လို့မပေါ်ပဲနဲ့ဒီ force draw နဲ့ clear data ဆိုပြီးတော့ပေါ်တယ်ပေါ့နော်ဒီ clear data ဆိုတာကိုသွားနှိပ်ပြီးတော့ရှင်းပြလိုက်မယ်ဆိုရင်မိတ်ဆွေရဲ့ဖုန်းထဲမှာဒီ account တွေပါဝင်နိုင်ရအကုန်လုံးက log off ဖြစ်သွားမှာပါဗျာတနည်းအားဖြင့်ပြောရမယ်ဆိုရင်မိတ်ဆွေ Facebook software ကို Play Store ကနေ download ဆွဲပြီး install တင်ထားရအနေထားတိုင်းဖြစ်သွားမှာပေါ့နော် account ဝင်ထားသမျှ account တွေအကုန်လုံး log off ဖြစ်ကုန်မှာပါအကုန်လုံးကိုရှင်းပြလိုက်သူဖြစ်သွားမှာပါဒါကြောင့်မို့ clear data ကိုတော့မရှင်းပါနဲ့ clear data ကိုရှင်းပြီးဆိုရင်တော့မိတ်ဆွေရဲ့ဒီ Gmail တွေ password တွေဖုန်းနံပါတ်တွေမှတ်မိရ ဆိုရင်တော့အကောက်ပြန်ဝင်လို့တော့ရရပါတော့ဒါပေမဲ့အလုံးရှုပ်ပါတယ်ကျွန်တော်ပြန်ဝင်လဲပြန်ပြီးတော့ဒီ find နေရာရဲ့ပြန်ယူမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဖုန်းမှာတော့ postro လို့ပဲပေါ်တယ်တချို့ဖုန်းတွေမှာဆိုရင်တော့ clear case cach case လို့ပေါ်လိမ့်မယ်ပေါ့နော်အဲအဲ့ဟာလေးကိုနှိပ်ပြန်မှာဖြစ်ပါတယ် clear data ကိုတော့မရှင်းနဲ့ပေါ့နော်ကျွန်တော်ပြောသလိုပဲ clear data နဲ့ရှင်းမိတ်ဆွေရဲ့ဒီအကောက်ဝင်ထားတဲ့အကောက်တွေအကုန်လုံး log out ထွက်ကုန်မှာဖြစ်ပါတယ်ဗျအဲဒီ postro check နေလိုက်ပြီးပြီဆိုရင် cancel နဲ့ okay နဲ့ပေါ်လာရင် okay ကိုနှိပ်ပြီးတော့ session ပြလိုက်ပါဗျဒါဆိုရင်တော့ရပါပြီကျွန်တော်တို့ရဲ့အကောက်ကိုပြန်ဝင်ကြည့်လို့ရပါတယ်ကျွန်တော်အကောက်လုံးဝမထွက်ဘူးပေါ့နော် ်ကလီယာဒေတာနဲ့ရှင်းပြလိုက်မယ်ဆိုရင်တော့အကောက်တွေပါလော့အထွက်ကုန်မှာဖြစ်ပါလေဗျဒီနီလန်းလေး၃ခုကိုသုံးပြီးတော့ဒါမိတ်ဆွေတို့နေ့စဉ် Facebook သုံးနေရယ်ဆိုရင်ဒီဆက်တွေပါဟန်းနေရယ်ဆိုရင်ဒီနီလေးတိုင်းကျွန်တော်တို့ဟိုတစ်ရက်တစ်ခါဒါမှမဟုတ်၃ရက်တစ်ခါတစ်ပတ်တစ်ခါဒီနီလေးတိုင်းရှင်းရှင်းပြမယ်ဆိုရင်မိတ်ဆွေတို့ရယ်ဖုန်းကဒါပုံမှန်တက်ပို့ပြီးအသုံးပြုလို့ကောင်းနေမှာဖြစ်ပါလေဗျအဲကျွန်တော်နောက်ဆုံးပြရယ်ကလီယာကိနီလန်းက Facebook software မှာမဟုတ်ဘူးအခြား software တွေကိုလည်းဒီနီတိုင်းရှင်းလို့ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြရတဲ့အတွက်လည်းတူးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအဲကျွန်တော်ရယ်ဒီ Facebook ရန်လင်းရဘလော့ Facebook Messenger ကကျွန်တော်အဲ့ဒါတက်နေရတဲ့အတွက်ကြောင့်မလို့ဒီမေးတဲ့မေးခွန်းတွေကိုပြန်ဖြေလို့အဆင်မပြေပါဘူးခင်ဗျာတချို့တွေကဒီ comment မှာပေါ့နော်ဒီ Messenger မှာစာရေးပို့တာ reply မပြန်ဘူးခင်ဗျာပြောနေကြလို့ပါခင်ဗျာဒါကြောင့်မကျွန်တော်ဒီ video လေးမှာတစ်ခါထည့်ပြီးရှင်းပြပေးခြင်းမဖြစ်ပါလေခင်ဗျာအဲကျွန်တော်ဒီအရေးကြီးကိစ္စလုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါပြီးမေးခြင်းနဲ့ဆိုရင်ရန်လင်းရ Digital Pay မှာတွားရောက်မေးမြန်းနိုင်ပါလေခင်ဗျာ video လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ထူးချင်းစွာထူးပဲကျေးဇူးတင်ရှိပါလေခင်ဗျာ